အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့အဆောင်ချမ်းပဲ တုပ်ရင်ထွက်ပြီးလို့လိမ့်တန်ပြောရတဲ့အဖုတ်တဲ့လိမ့်တန်စိတ်ထားရာစိုက်တယ်။အလိုရာဇာလေးမျိုးသိထားဖို့အရေးကြီးတဲ့အချက်တွေတင်ဆက်ပေးချင်ပါသေးတယ်။အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားဖို့ရပ်ဝတ်သွားကြတဲ့ချင်းအကြောင်းကိုအရင်တင်ဆက်ပေးချင်ပါသေးတယ်။အရာပေတာနဲ့စက်တိုင်းအဆောင်ချမ်းပဲတုပ်ရင်ထွက်ပြီးလို့လိမ့်တန်ပြောရတဲ့အပုတ်တဲ့လိမ့်တန်စိတ်ထားရာကြိုက်တယ်။ အလုံယောက်ျားလေးများသိထားဖို့အရေးကြီးအချက်တွေတင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါရှင်။ညဘက်သွားကြိတ်တဲ့ခြင်းကြောင့်ညဘက်အိပ်ပျော်နေတဲ့ခြင်းသွားကြိတ်ခြင်းဖြစ်တတ်တဲ့သူအများစုဟာကိုယ်ဝတာဖြစ်လို့ဖြစ်နေမဲ့မသိကြစားပါဘူး။ကိုယ်နဲ့အတူအိပ်တဲ့မိသားစုဝင်တွေပြောမှသာသိရှိတတ်ကြတာမျိုးပါ။တခါတရံတော့အိမ်ရောက်တဲ့ခြင်းသွားရိတ်ခြင်းနေတာတွေ မေယိုအစ်စ်တွေနားနေတော့ညောင်းနေတာတွေခံစားရတက်ပေမဲ့သွားတိတ်တာသာအလိုခံစားနေရတယ်ဆိုတာကိုသတိပြုမိတဲ့သူလဲရှားပါတယ်။သွားစေကံကိုတခြားယောဂနဲ့သွားပြရင်သွားရိတ်အချိန်ကြီးထိတာပဲပြုံးတည်နေတာတွေကိုသွားစေရဝန်ကသတိပြုမိပြီးပြောပြမှာတော့သိရှိတဲ့သူတွေတပုံကြီးပါညာဘအိနေတော့ တွားကြိတ်တဲ့အတေကအကြောင်းရင်းကတော့စိတ်ဖိစီးမှုပါအလောက်ခွေမှာစိတ်ပင်ပန်းတာတွေလူမှုရေးစီးပွားရေးအခြားနယ်ပယ်တွေဒီမှာစိတ်ဖိစီးမှုတွေများလာရင်ညဘက်အိပ်ပျော်နေတဲ့အခါမှာမသိစေရစိတ်ခံစရာတွားတွေကအချိန်ချင်းဖိချိတ်တဲ့ကြပါတယ်ကာယကံရှင်ကမသိပေမဲ့ဘေးကကြာနေရတဲ့သူအခုကြတော့ချက်လိချက်လိနဲ့ချက်သိမ်းထားစရာကောင်းပါတယ် ညဘက်သွားချိန်တာကိုတက်တာစိတ်ချင်းရင်တော့ပင်ပန်းနေစိတ်ဖိစီးမှုများတယ်လို့ခံစားရတဲ့နေ့တွေမှာဗီတာမင်စေပါတယ်အာဆိတ်တွေတောက်ပေးလို့ရပါတယ်မိမိပြသနေကြသွားဝဆိုင်ရာဆရာဝန်ထံမှာနိုင်ခဲ့လို့ခေါ်တဲ့အင်္ဂါအချိန်တွေပြုလုပ်ပြီးညာရီချိန်မှာတက်ပေးလို့ရပါတယ်အသေးစိတ်ကိုတော့သွားဝဆိုင်ရာဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ် ညဘက်သွားကြည့်ခြင်းဟာအရန်ပြင်ထန်ဆိုပါလေယောဂတီတကူမဟုတ်ပေမဲ့ခယုံမဆိုင်ပင်ဖြစ်ထားရင်အချိန်ကြာလာတဲ့အခါသွားသွားခြင်းပေါ်တိုက်တဲ့နေရာတွေက ပြုံတည်ပြီးသွားကျန်လာတာတွေမင်းယူနာလာတာတွေခံစားရတတ်တာမို့သတိပြုစေချင်ပါတယ်ဆက်လက်ပြီးတော့အဆောင်ကျမ်းမင်းတဝေထွက်ပြီးလို့လိမ့်တန်ပြောတဲ့အဖောက်တဲလိမ့်တန်စိန်ထားတာ၌တဲ့ အလူရာဇာလေးများသိထားဖို့အရေးကြီးတဲ့အချက်တွေတင်ဆက်ပေးခြင်းပါတယ်။ခက်ချမ်းတဲ့ဆက်ဆံတတ်သူများအထူးသိထားဖို့လုံးလုံးအရှင်ကောင်းနေတော့အစောပေါပြေသွားရင်ဘာတွေဖြစ်နိုင်တယ်လဲ။ဘာတွေလုပ်ရမလဲ။ဖက်လို့ခါခွဲမလဲ။တင်ဆက်ပေးခြင်းပါတယ်။ဒီလိုဖြစ်ပျက်တွေဟာ အမြဲတမ်းဖြစ်နေရကိစ္စတွေပေါ့။ထူးဆန်းတာတော့မဟုတ်ပါဘူး။ဒါပေမဲ့လေလူဆိုတာကတခုခု ထိုင်နဲ့ဇာပေါ်လာရင်ခြိမခိုင်မိလက်မခိုင်မိဖြစ်တတ်တာသဘာဝပဲလေဒါကြောင့်မတော်တဆဆိုသလိုလိမ့်ဆက်ဆန်နေတော့အဆုတ်ပြေသွားခဲ့ရင်ဘာလို့တင်လဲဆိုတော့ပြောပြပေးစင်ပါတယ်အရင်ဆုံးအခြေအနေကိုသိထားလေးလာကြည့်ပါအဆော့ပေါပြေသွားတာသိတာနဲ့ချက်ရှင်ထုတ်ပြီးအသေးတစ်ခုလေးပါအစောကလိန်တဲ့ပုံမှမကြံနေပဲမိမကူအတွင်မှာညှဲ့ချနေခဲ့ရင် ခရူဆိုင်ပြီးဆွဲထုတ်ပေးပါထုတ်မလုပ်ခဲ့ပောက်ပြေသွားရင်လဲလာရုံနဲ့အဆင်ပြေပေမဲ့သုံးလုပ်ပြီးမှသေးရဆိုရင်တော့နည်းနည်းခရူဆိုင်ဖို့လိုပါတယ်မိကလေးနေနဲ့အမြန်ဆုံးလုပ်တင်တာကတော့အိမ်သားတွေကိုအမြန်ဆုံးဝင်ပြီးထိုင်ထားလိုက်ပါအထဲမှာရှိနေတဲ့တဝေးတွေအပြင်းပြင်းထွက်လာမိမက်ကိုကြွက်သားကိုပြေးပြေးချင်းညှိကြည့်ပါပြီးသွားရင်အိမ်သားမှထိုင်နေတယ်ပဲ စီအမြန်သွားလိုက်ပါအနေဆုံးတော့မိမကူမှာခက်တန်နေတဲ့သွေတွေစီနဲ့အတူထွက်သွားမှာပါရေအမြန်ရှိုးပါရေပန်းနဲ့မိမကူအထွေသေချာလေးစီကျော်ပေးပါရောင်ရည်နာရင်းမဖြစ်စေဖို့ရေနွေးနဲ့ပဲစီကျော်သင်ပါတယ်လက်နေထိုးတော့ပြည့်စည်တခုခုနဲ့ထိုးထည့်ပြီးစီကျော်တာမျိုးတွေမလုံသင်ပါဘူးလုံသက်နာရဲအကောင်လုံးပြီးသွားရင်တော့စိတ်ပူထွက်ကြတဲ့အရာတစ်ခုက ကုံနဲ့လိန်ငါတစ်စိမ်ကုဆတ်ယောဂါတွေပါပဲအစောတုံထားတာပန်ပေမဲ့ပေါက်ပြဲသွားတဲ့အခါအထဲမှာတူလောင်ထားတဲ့သရေတွေအပြင်ကိုထွက်လာနိုင်လို့ပါပဲကိုဝင်အတွက်ကကိုရိုင်းတာစီပုံမှန်တောက်ထားရင်ပြဿနာမရှိပေမဲ့ဘာတာစီမှမတောက်ထားဘူးဆိုရင်တော့အရေးပေါ်တာစီတောက်ဖို့လိုအပ်ပါတယ်အရေးပေါ်တာစီကိုစိတ်ဆိုင်စေခံဒီမှာအလွယ်တကူပဲလိုရပေး ့82နှစ်တိုင်းအတွက်တောင်ပေးဝင်လိုပါတယ်24နှစ်တိုင်းအတွက်ဆိုရင်ကိုဝင်တောင်ပေးနိုင်တဲ့အားနည်းတဲ့အမြင့်ဆုံးအချိန်မှရှိပါတယ်ရာသီထိန်သွားရင်တော့စီးဆက်တန်နဲ့ဆက်ကြည့်လို့ရပါတယ်တလနောက်ပိုင်းမှာဆိုရင်တော့အပြည့်မှန်ထွက်ဖို့ပူများပါတယ်လိန်ကတစဲယောဂမကူဆောင်ကာဝယ်ဖို့ဆိုရင်တော့ထိုးသွင်းခံရတဲ့နေရာတွေမိမကိုစုပ်အိုးဖက်ဆက်ကိုကျဉ်ကျဉ်တန်တန်အသက်ရှင်ရင်မလုပ်ပါနဲ့ ဆက်ပြအပြင်းစားတွေမတုံပါနဲ့အရေးပေါ်အနေနဲ့တောက်လို့ရတဲ့ PAP ဆေးတွေကိုစေယုံမဆေးအောင်ဝေခွင့်ပြုချက်နဲ့ဝေတောက်လို့ရပါတယ် PAP ဆေးကတစ်ချိန်လေးတောက်ရတာမျိုးမဟုတ်ပဲအနည်းဆုံး28ရက်အထိမပြတ်မကွက်တောက်ပေးရတဲ့အရေးပေါ် HIV ကာဝေးဆေးဖြစ်ပါတယ်လိမ့်ဆက်ဆံပြီးသုံးလကြတဲ့ကောင်ကိုမလိမ့်က30ရောဂါတွေကိုစားခရရခြင်းရှိမရှိ ွေ့စီတင်အပြေပေါ်ပါတယ်။လိမ့်ဆက်ဆက်ပြီးနောက်ပိုင်းမှာတမတာလာတာနောက်ကြနေတော့အင်းမြင်ထားတော့အရေးပြားရရဲ့တော့လေရင်ကားကနေပုံမှန်မဟုတ်တဲ့အရေးတွေစိတ်ထွာလာတော့စိတ်သွာနေစေပူဆက်ပူလောင်ဖြစ်တော့အပြားတက်တော့ဖဆမအနာပေါက်တော့စရည်လက္ခဏာတွေ့ရင်တော့စိတ်ဟောင်းဝင်တဲ့အပြေဆုံးပြကြည့်တော့အကောင်ဆုံးပါပဲနောက်ပိုင်းတွေမှာလိမ့်ဆက်ဆက်နေတော့ အဆောက်ပါပေသွားတာမျိုးမဖြစ်စေဖို့ကိုပြစီနေတော်တယ်အဆောက်အရွယ်အစားကိုတည်ချရွေးဝဲပါအရွယ်အစားမတော်တဲ့အခါအလွယ်တကူပေါပြေတော့ဆက်ဆံနေကျွတ်ထွက်သွားတာဖြစ်နိုင်ပါတယ်ရက်လုံနေတဲ့အဆောက်ကိုလုံးဝအသုံးမပြုပါနဲ့အဆောက်ကိုဖောက်တဲ့အခါသွားနဲ့ခိုင်မဖောက်ပါနဲ့ကက်ကြီးထားအသုံးမပြုပါနဲ့ချောစီရွေးတဲ့အခါရေအခြေပြုချောစီကိုပဲသုံးပြီးပါအဆောက်နှစ်ထပ်ခန်းနာမျိုးမလုပ်ပါနဲ့ အလွယ်တကူပေါက်ပြေးသွားရင်အကောက်ွယ်မတုံမဲလုံထားနဲ့ဘာမှမထူပါဘူး။ကျဉ်ကျဉ်တန်တန်လိမ့်ဆက်ဆန်းတတ်တဲ့အပြုတ်မှုတွေကိုတတ်နိုင်သလောက်ရှောင်ပါ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကိုတော့ဒီမှာပဲကျန်းသာခွင့်ပြုပါ။နောက်ထပ်လည်းကျမတို့ channel ကနေပုံသုတဖြစ်စေမဲ့ဇာတ်လမ်းတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင့်။ကြည့်ရှုအပေးခဲ့တဲ့ပြည်သက်တရားစီစီကိုစိတ်ဆုပ်သူပဲတည်ရှိပါရဲ့ရှင်။